ော်လမြန်မြို့လူကုန်တန်ပိုင်းကညာနင်းတွေအကြောင်းကိုပြောဆိုနေကြပါဗျ။ပက်ထရစ်ဆိုသောကောင်လေးနဲ့တိတ်တဆိတ်ညားနေကြပြီးဟူ၍၎င်းပက်ထရစ်ကိုငွေနှစ်ပေါက်၍ယူလိုက်ပြီးဟူ၍၎င်းပြောဆိုနေကြပါဗျ။ညာနင်းတွေဥလေးဖြစ်သူမိမရှာအတောင်းကလည်းဒီကောင်မနဲ့တော့လင်ရှားလွန်းလို့ဘူမဟုတ်ကလားမဟုတ်တဲ့ကောင်မလင်တော်ကျင်တဲ့လို့တပြည့်တောက်တောက်ပြောဆိုနေပါဗျ။ဝင်းကြီးတွင်ကညာနင်းတွင်နဲ့ပက်ထရစ်တို့သည်လည်း တစားထက်တစားရင်းနှီးသည့်ထက်ရင်းနှီးလာကြပါတယ်။တနေ့တစ်နေ့ညာနေနွယ်သည်မော်လမြိုင်သို့ခိတ္တပြန်သွားရာမင်းမရှာအတောင်းကညာနေနွယ်ကိုမြင်လင်မြင်ချင်းဘယ်လိုလဲလင်းအသက်ဆက်ဆက်လေးနဲ့ပျော်ရဲ့လားလို့စီး၍မေးလိုက်ရာညာနေနွယ်ကလွန်စွာစိတ်ဆိုး၍သွားပါတယ်။အတောင်းနွယ်ကိုဒီလိုတော့မပြောပါနဲ့လို့ပြန်၍ပြောလိုက်ရာမင်းမရှာအတောင်းကငါပြောတာနေသေးတယ် မလမြိုင်မြို့တမျိုးလုံးပြောနေကြတာတိထထောင်များသေးတယ်။မြင်းနဲ့ပတ်ထွင်းနဲ့ညားနေကြပြီလို့ပြောနေကြတာ။ကလာမယာမိစန်းခင်ကလည်းမြီးကိုဗိုက်ကြီးနေပြီလို့တောင်ပြောနေတာ။ထို့သို့ဒေါနဲ့မောနဲ့ပြောလိုက်ရာညာနင်းတွေလည်းအသားတဆက်ဆက်တုံ့ရလာသည့်အထိစိတ်ဆိုးပါတော့တယ်။ထို့နောက်ဒီလိုပဲထင်နေကြသလား။ထင်နေကြရင်လေယူလိုက်ကြရုံဘောလို့ပြောကရန်ကုန်သို့ချက်ချင်းပြန်၍လာပါတော့တယ်။ ထိုခါ၌ကဘဝင်ကြီးတွင်ပတ်ထွက်သည်ဖျား၍နေပါれဖျားရသည့်အကြောင်းမှာလဲခြံအတွင်းရှိခြုံများကိုမိုးရွာကြီးထဲတွင် မနေမနာခုတ်တွင် ရှင်းလင်းခဲ့ခြင်းကြောင့်ဖြစ်ပါれစိန်ကြီးကပတ်ထွက်အားကွန်းရွက်ရည်နဲ့ငန်းစည်းကို တိုက်ပါれသို့သောအဖျားမကြပဲရှိပါれဘယ်နည်းအားစပြီးဖြစ်တာလဲလို့မြာနင်းတွေကမေးလိုက်ရာစိန်ကြီးကမမသွားတဲ့နေရာစပြီးဖြစ်တာပါပဲမိုးရည်ထဲမှာခြံဟူရှင်းနေခြံထဲကကမူတွေကို ပေါက်ဒူးနဲ့ဖြိုးပြီးညင်ညိတယ်။ကျမမလုပ်ဖို့ပြောပါတယ်။ဒါမဲ့ကိုဘက်ထရစ်ကနေပါတိလို့လဲတဲ့။သူများအိမ်မှာနေရဲဆိုတာအလုတ်ကိုကြေပုံအောင်လုပ်ရတယ်တဲ့။နေလဲငါ့လိုပဲသူများအိမ်မှာနေရတာပဲ။အဲ့တော့အလုတ်ကိုမခုမကပ်ပဲလုပ်ပါတဲ့။ကျမကိုလည်းကြမ်းတိုက်ခိုင်းတယ်။သူလည်းမနာမနေအလုတ်တွေလုပ်တယ်။အဲ့ဒါအေးအေးမိမိဖျားတော့တာပေါ့။သူတို့ပြောလိုက်ရာညာနင်းွယ်သည်လွန်စွာစိတ်မကောင်းဖြစ်သွားပါれညာနင်းွယ်ဤစိတ်၌က ဩပက်ထရစ်တယောက်ဟာတနာစရာကောင်းပါလားသူခမညာမျက်နှာရောင်းအလုံးလုံးနေရရှာတာပဲလို့အောက်မေ့မိပါတယ်ထို့ကြောင့်ညာနင်းရွယ်သည်လဲအင်းစိန်ထောင်မှဆရာဝန်ကို ခေါ်၍ပက်ထရစ်ကိုပြသပေးပါတယ်ထောင်မှဆရာဝန်ကြီးမှလဲပက်ထရစ်အားစေးတလုံးထိုးပြီးလျင်တောက်စီးအနေငယ်ပေး၍ညာနင်းရွယ်ထံမှငွေတရာတောင်းယူသွားပါတယ်ညနေပိုင်းသို့ရောက်လင်ကညာနင်းရွယ်ကိုယ်တိုင်စံပြုတ်ပြုတ်၍ပက်ထရစ်ကိုစံပြုတ်တိုက်ပါတယ် ပတ်ထွေရေစံပြုတ်လေးတောက်လိုက်ပါအောင်လို့ညာနေတွေကစံပြုတ်ပကံလေးကိုကန်ရက်ပတ်ထွေအနီးသို့ရောက်လာပြီးလင်ပြောပါတယ်မတော့ရှင်ပါဘူးမမနွယ်တောက်လိုက်ပါတောက်လိုက်ပါပတ်ထွေရေအစာမစားရင် အဖျားကပိုပြီးကြာနေလိမ့်မယ်မမမှုတ်ပြီးတိုက်ပါမယ်ကွယ်တောက်လိုက်ပါအောင်လို့ပြောပါတယ်ပတ်ထွေသည်လဲမငင်းတော်သဖြင့်ညာနင်းတွေကစံပြုတ်ကိုဇွန်းဖြင့်ခတ်ကား မှုတ်ပေးပြီးရင်ပက်ထရစ်ကိုတိုက်ပါတယ်မမရဲ့စေတနာကိုကျွန်တော်ဘယ်လိုကျေးဇူးဆက်ရမယ်တော့မသိတော့ပါဘူးမမရေမမရဲ့စေတနာကိုစေတနာနဲ့ပဲကျေးဇူးဆက်ဖို့ကွယ်လို့ညာနေຫນွယ်ကပြန်ပြီးပြောပါတယ်ကျွန်တော်ကတော့လေမမကိုရှင်းရှင်းပဲဖွင့်ပြောတော့မယ်ကျွန်တော်နဲ့မမဟာဘာမှမတော်စပ်ပဲနဲ့အခုလိုနီနီကက်ကက်နေရတာကျွန်တော်စိတ်ထဲမှာ တမျိုးကြီးပဲလို့ပက်ထရစ်ကပြောရာ ဘလူတမျိုးကြီးပဲလဲကွယ်ပြောရမှာရှက်စရာကြီးပါမမရဲ့ထို့သူပြောတာခေါင်းကိုငုံထားလိုက်ပါတယ်မင်းပြောမှာငါသိပါတယ်အိုးချင်းထအိုးချင်းထကျိုးချင်းထကျိုးချင်းကြီးဆိုတဲ့သဘောပေါ့ထို့သူမြန်နင်းຫນွေကမေးလိုက်ရာပတ်ထွက်ကမမຫນွေကဘာမှမဖြစ်ပေမဲ့ကျွန်တော်ယင်ထဲမှာတော့တမျိုးကြီးပဲနွေးတလူလူပူတလူလူကြီးပဲအရင်ကမဖြစ်ဘူးပါဘူး မိမတွေနဲ့တွေးပြီးတယ်ကဘူးပါတယ်ဒါပေမဲ့ဘာမှမဖြစ်ဘူးအခုမှဖြစ်လာတဲ့ယောဂါတမျိုးပဲ new dc ယောဂါတလို့ပြောရမှာပဲလို့ပြောလိုက်ပါတယ်အဲ့ဒီယောဂါကိုမြင်မြန်ကုမှဖြစ်မဲ့ပက်ထရီအဲ့ဒီယောဂါမကုရင်တည်တတ်တယ်လို့ညာနေနယ်ကမခုတည်းကိုမျက်နှာဘေးလေးနဲ့ပြောလိုက်ပါတယ်ဘာဖြစ်လို့လဲမမဩပက်ထရီရဲ့အချစ်ယောဂါထိုအနာကား မြန်စွာကုမချမ်းသာရာ၏နောက်ကြသောအခါထိုအနာသည်ကုရနတိစေးမရှိလို့ရှေးလူကြီးရာပြောမှုရယ်ထိုတို့မြန်နှင်းတွေကပြုံးပြုံးလေးနဲ့ပြောလိုက်ရာပက်ထွက်သည်လဲကျွန်တော်ယောဂအချစ်ယောဂပေါ်မမနွယ်ဟုတ်တာပေါ့ရှင် left sick အချစ်ယောဂမှာအချစ်ယောဂအစ်စ်ပေါ့ဟုတ်မှာပါကျွန်တော်လေးမမကိုချစ်နေပြီထင်တာပဲအော် အခုထိတောင်ထင်နေတော့ဝဲလားထင်တာမဟုတ်ပါဘူးချစ်နေတာပါထို့သူပြောကမြာနင်းရွယ်ဤလက်ဖျားလေးမြောက်ကိုကင်လိုက်ပါတယ်ဟင်းနော်လူမမကလူမမလို့နေဟုတ်ပါတယ်မမနွယ်ကျွန်တော်ဟာလက်စစ်ဖြစ်နေတဲ့လူမမတယောက်ပါမမနွယ်ကဒေါက်တာမာကြီးလုပ်ပြီးအဲ့ဒီယောဂါကိုကုပေးပါတော့လို့ပက်ထရစ်ကပြောပါတယ်ဟွန်းတော်တော်တက်တယ် မင်းဘက်ကနာနေပါဦးမယ်ကိုရွှေပတ်ထွေရေလို့မြာနင်းတွေကပြောလိုက်ပါတယ်အခုမှတော့မထူးတော့ပါဘူးမမရေကျွန်တော်နာကျင်နာပါစေလို့ပတ်ထွေကပြန်၍ပြောရာမြာနင်းတွေကလူဟာကလေးအောင်းမိနေတာလူလေကလေးပါလားလို့ပြောလိုက်ပါတယ်ဒီထက်လေတဲ့အကြောင်းသိချင်းဒီမှာကြည့်လို့ဆိုကပတ်ထွေသည်လဲမြာနင်းတွေဤလက်တွဲမှဆံပြုတ်ပကံကိုယူ၍စပွဲပေါ်သို့တင်လိုက်ပြီးလင်မြာနင်းတွေအားတိန်ကျုံပွေဖက်က နန်းရှုပ်လိုက်ပါတော့တယ်မော်လမြိုင်သူအပြိုကြီးမြာနင်းတွင်မှာလဲပက်ထရစ်ဤရင်ခွင်ထဲမှာ မလုံနိုင်မယုံနိုင်ပဲတဟင်းဟင်းတဟဲဟဲနဲ့ချစ်သွင်းများမြူးကြွလျက်ရှိနေပါတော့တယ်ဤနေရာ၌ကညာနင်းတွင်ကိုအညာလွယ်သူ မိန်းကလေးလိုအပြစ်တင်လိုပါကတင်နိုင်ပါတယ်တို့ရတွင်လဲမိမနှင့်ယောက်ျားတို့၏တဘာဝ၌ဆွေမျိုးတော်ဆက်ခြင်းမရှိပါက တနာချင်းစိတ်မှရိုးရိုးချစ်ချင်းစိတ်တို့ကူပြောင်းနိုင်ပြီးလင် ထိုရိုးရိုးချစ်သောစိတ်မှတဆင့်တက်ကကမ္မဂုံနှင့်နီးစပ်သောဆန်းဆန်းချစ်ချင်းစိတ်တို့ကူပြောင်းနိုင်ပုံကိုသဘောပေါက်သောသူတို့သည်လည်းမြာနှင်းຫນွယ်ကိုသာပဲမဟုတ်ပက်ထရစ်ကိုပါအပြစ်တင်ကြလိမ့်မည်မဟုတ်ပေဤသို့နှင့်ပင်မြာနှင်းຫນွယ်နှင့်ပက်ထရစ်တို့သည်လည်းရိုးရိုးတန်တန်ခင်မင်သူများအဖြစ်မှချစ်သူတို့၏အဖြစ်သို့ကူပြောင်းသွားကြပါတော့တယ်ပက်ထရစ်ကစန်နီယာတီးလိုက် ညာနှင်းຫນွယ်ကလိုက်၍ဆိုးလိုက်ပက်ထရစ်ကညာနှင်းຫນွယ်၏လက်ဖျားကလေးကိုကိုင်းလိုက်ညာနှင်းຫນွယ်ကပက်ထရစ်၏မျက်နှာကိုစိမ့်စိမ့်ကြည့်လိုက်တဦးကိုတဦးဖက်လိုက်ရီမောကြလိုက်နှင့်နေခဲ့ကြရာဘဝင်ကြီးသည်ချစ်ပိတ်မှန်ကြီးဖြစ်၍သွားပါတော်တယ်ညာနှင်းຫນွယ်နှင့်ပက်ထရစ်တို့သည်လည်းအင်းစိန်လမ်းမပေါ်ရှိဘဝင်ကြီးကိုချစ်ပိတ်မှန်ကြီးအတွင်း၌အတိုင်းမသိပျော်မြူးနေကြသည့်အချိန်၌မော်လမြိုင်မြို့ရှိညာနှင်းຫນွယ်၏အိမ်၌ကမိမရှာအတောင်းသည်လည်း တဖြစ်တတ်တော့မိတွန်းတောက်တီးလျက်ရှိပါတယ်။ထိုးချိန်လိုက်ကအတောင်းရှိရာသို့ရှင်းနေမောင်ရွှေထွန်းရောက်လာပြီလင်အန်ဒီတော့တယောက်တည်းဘယ်သူ့ကိုဒေါပွားနေတာလဲလို့မေးလိုက်ပါတယ်။မိຫນွေကိုဒေါပွားနေတာဟေးမင်းမသိဘူးလားပက်ထရစ်နဲ့ယူလိုက်ကြပြီလေ။သူလည်းအရွယ်ရောက်ပြီပဲအန်ဒီတောင်းရဲ့။ဘာဖြစ်လို့ဒေါပွားနေရလဲ။အရွယ်ရောက်လို့လင်းယူတာကိုစိတ်ဆိုးတာမဟုတ်ဘူး။ တိုင်ပင်ပေါ်တိုင်ပင်ဘက်ဆိုလို့ကို့တော်တရားလုံးရှိသေးတာပဲမဟုတ်လားလို့မိမရှာအတောင်းကလဲလက်စတပြက်စီးကိုချ၍ရှေ့နေမောင်ရွှေထွန်းကိုပြောပါရယ်။မြာနင်းွယ်ရဲ့အတော်ရှိသေးတယ်ဟုတ်လား။အီလီအန်တီတောင်းတရားလုံးရှိသေးတာပဲလို့မိမရှာအတောင်းကပြန်၍ပြောရာမောင်ရွှေထွန်းက"အော်အန်တီတောင်းကအတော်မှမဟုတ်ပဲ။ဦးလေးပဲဥစ္စာ။တည်ချင်းစိုးလီဒါနောက်စီရလား" တင်းရင်တော်ရှာထွက်သေးမယ်ရှိနေစို့ဟင်းစိတ်မဆိုးပါနဲ့အန်ဒီတောင်းရေကျွန်တော်ကချစ်လို့စတာပါအန်ဒီတောင်းပြောတာနီးလန်းတော့ကြတာပေါ့တကယ်ဆိုရင်ဒီကိစ္စကအန်ဒီတောင်းနဲ့တိုင်မရမယ့်ကိစ္စပဲအနှွေးကတိတ်ပြီးတော့ငါတကောကောတာပဲထို့သောမောင်ရှိထွန်းကပြောလိုက်မှပင်မင်းမရှာအတောင်းဒီလေစိတ်ဆိုးပြေပြေသွားပါတော့တယ်ထို့သောစိတ်ဆိုးပြေသွားပြီလင်မင်းမရှာအတောင်းဒီလေရှေ့နေမောင်ရှင်ထိုးအနီးတို့ ကက်၍သွားပါတော့တယ်။ရှင်နေမောင်ရွှေထွန်းလဲမင်းမရှာအတောင်းက၎င်းနီးတို့ကက်၍လာသည်ကိုငါ့ကိုဗာများလုံအောင်မလဲလို့အတိတ်ပဲရသောမျက်နှာနဲ့မင်းမရှာအတောင်းကပြန်၍ကြည်ပါတယ်။ဟဲ့မောင်ရွှေထွန်းရဲ့နေရာလဲတရေပူတာကြာနေရပဲပြူတူပြဲတဲ့နဲ့ဘာဖြစ်နေရလဲ။ငါကနင်းနဲ့တိုင်မင်မလို့ပါလို့မင်းမရှာအတောင်းကပြောပါတယ်။အဲ့ဒီတော့ဗာများတိုင်ပင်ပါလေလို့မောင်ရွှေထွန်းကမေးပါတယ် ဒီကောင်ကိုတရားဆဲလို့မရဘူးလားဟဲ့အန်ဒီတောင်းပါလေအရင်မရှိအဖျားမရှိဘေကောင်ကိုတရားဆွဲဖို့မေးတာလေပက်ထရစ်ကိုပြောတာဟဲ့နေရာလေးရှိနေလို့ပြီးနှုံလိုက်တာပက်ထရစ်ကိုဘာပုံမှနဲ့တရားဆွဲမှာလဲခမ ्या တူမအသက်မရှိတာလည်းမဟုတ်ပြီးတော့ခမ ्या တူမကိုပက်ထရစ်ကခိုးသွားတာလည်းမဟုတ်ဆွဲခြင်းဆွဲရင်ခမ ्या တူမကိုတော့မတိနားမလဲတဲ့ယောက်ျားလေးကိုခိုးယူပေါင်းသိမှုနဲ့တော်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  ရှိနေဆောင်ကမှထောင်လုံးလုံးကြဆိုလိုဖြစ်နေပြီရှိနေဆောင်မှထောင်ကြတာမဟုတ်ဘူးအန်ဒီတောင်းရဲ့အကြံဟူကမိမမကြယောက်ျားမကြမောင်မစ္စကညံမျိုးနဲ့လို့ရှိနေမောင်ရွှေတွန်းကပြောလိုက်ရာမိမရှာအတောင်းကဟဲ့ငါမသိလို့မေးပြစီဦးတောင်းမြင်ကတဲ့ပုံမှဆိုတာရှိရင်မဟုတ်လားတော်တော်အန်ဒီတောင်းဘေးရလာတောင်းမြင်ကတဲ့ပုံမှန်ရှိရမှာလေပွေးလေးမှာပြောကြတာကြားဘူးပါလေဟဲ့ အဲ့ဒီပုံမှသာရှိရင်ခမရကိုကြုတ်တရားဆွဲတာကြာလာပြီယောက်ျားကနေမိမဖြစ်ချင်တဲ့အန်ဒီတောင်းတို့ကိုတောက်မြင်ကပ်နေတာကြာပြီလို့မောင်ရွှေထွန်းကပြော၍နေရမထလင်းမိမရှာတောင်းကမောင်ရွှေထွန်း၏ကြောပြင်ကိုတဘုံဘုံထုပါတော့တယ်ခွေးမျိုးလေးသွားတော့ဟုလဲမိမရှာအတောင်းကပြောပါတယ်ဟေးဟေးစိတ်မဆိုးပါနဲ့အန်ဒီတောင်းရဲ့ကျွန်တော်လာတာအန်ဒီတောင်းစီမှာပတ်စံချေးမလို့လာတာပါကျွန်တော်ရန်ကုန်သွားမလို့ငွေ၁၀လောက်ချီးစမ်းပါဦးလို့ ရှင်းနေမောင်ရွှေထွန်းကပြောပါရယ်အမျိုးရုပ်လေးပစံချီးတာကောင်းကောင်းမချီးဘူးထို့သောဆိုကမင်းမရှာအောင်ကအောက်ခံအင်ဂျီအတွင်းမှငွေ၃၀ကိုထုတ်၍မောင်ရွှေထွန်းကိုပေးလိုက်ပါရယ်အဲ့ဒါကြောင့်အန်တီတောင်းကိုချစ်တာလို့ရှင်းနေမောင်ရွှေထွန်းကပြောလိုက်ရင်မင်းမရှာအောင်ကနင်းရန်ကုန်သွားရင်မှားအောင်မယ်မိຫນွေတို့စီဝင်ပြအောင်ဝင်ပါသူတို့ကိစ္စကိုလည်းငါကဂဂနနတိကျင်ပါတယ်လို့ပြောလိုက် ပြီးတော့မိနွယ်အိမ်အောင်ကြရင်ပေးဖို့ဆိုပြီးသူ့အဖေအပ်ထားတဲ့လက်ဝတ်ပစ္စည်းတွေလာယူပါလို့လဲပြောပြအောင်ပြောလိုက်ပါပြီးတော့ရန်ကုန်မှာနေမယ်ဆိုရင်လဲဒီကစင်းလူတော်တစုပင့်ဖို့လဲပဲပြောလိုက်ပါပြီးတော့တော်တော့အနီတောင်းရေခမားဟာဒီလောက်များတာကြုံမှတ်မိမှာမဟုတ်ဘူးအနှွဲကိုမောလမြိုင်လာခဲ့ဖို့ပဲပြောလိုက်တော့မယ်ခမားတို့တူကြီးတွေ့ကြမှာပဲပြည့်ပြည့်စုံစုံပြောကြပါတော့လို့ဆိုကာရှင်းနေမောင်ရွှေထွန်းလဲထွက်သွားပါတော့တယ် ရှေးနေမောင်ရှင်တို့သည်လည်းရန်ကုန်သို့ရောက်လင်ဂျိုကုန်းဘက်ရှိဘိုအိမ်ကြီးသို့ဝင်ကာညာနင်းတွင်နှင့်တွေ့ဆုံ၍ညာနင်းတွင်အားမင်းမရှာအတောင်းမှားလိုက်သည်များကို ပြောပြပါသည်ထိုခါ၌ညာနင်းတွင်သည်လည်းပတ်ထွေအားပတ်ထွေမနှက်ပြန်မော်လမြိုင်ကိုသွားရအောင်ကွယ်အနီတောင်းကမှားနေပြီဟဲဟဲပြီးတော့ဒူနီယောက်အတွက်လည်းဟန်နီမွန်းပေါ့ကွယ်ကောင်းသားပဲမမမင်းနဲ့တိုင်ပင်လိုက်ရင်ကောင်းသားပဲဆိုတာကြီးပဲ မမလှုပ်သွေးကျွန်တော်အဖေကဘာမဆိုအကောင်းကြီးပဲမှတ်နေတာကိုမမရဲ့မြာနင်းတွင်နဲ့ပက်ထရစ်တို့ဤတို့အပြန်လန်းအချီချပြောနေကြသည်ကိုနားထောင်လျက်ရှိသောရှေးနေမောင်ရွှေထွန်းကအနှွဲနင်းတို့စကားပြောနေကြတာပြောစရာကြီးပဲဟဲ့ငါတော့အားကြလာပြီလို့ပြောပါတယ်အားကြလာရင်ကိုရွှေထွန်းလည်းမိမယူဖို့လို့ညာနင်းတွေကပြောရာအေးယူမရမှာပဲဟာဒါပေမဲ့ မိမမရှိပဲတယောက်တည်းနေတာတော့အကျွေးတွေကတင်းနေတာမဖြစ်သေးဘူးဟဲ့အီလီဘာပဲဖြစ်ဖြစ်အခုလိုပျော်ပျော်ရွှင်ရွှင်နေကြတဲ့လင်မယားတွေကိုတွေ့ရတာစိတ်ချမ်းသာပါတယ်အေးအေးငါသွားမယ်ပက်ထရစ်သွားမယ်ပြောလို့ဆိုကရှေ့နေမောင်ရွှေထွန်းဒီလဲထွက်သွားပါတော့တယ်ညာနင်းတွေတို့ဒီလဲနောက်တနေ့နနေ့နိုင်မော်လမြိုင်မြို့သို့သွားရန်ပြင်ဆင်ကြပါတော့တယ်နောက်တနေ့နနေ့စောစောလောက်တွင်ဘူတာတို့ဆင်းဖြစ်ခဲ့ပါတယ် ။ညာနေတွေတို့ဇုံတွဲသည်လေပျော်ရှင်စွာခီးထွက်လာခဲ့ရင်လမ်း၌တဦးကိုတဦးရီမောစီယာများပြော၍လာခဲ့ကြပါရဲ့။ဘကိုးဘူတာတို့ရောက်ရင်ဘဲဥပြုတ်ရောင်းသောကလေးတစ်ယောက်ထံမှညာနေတွေကဘဲဥပြုတ်များဝယ်ပါရဲ့။ပက်ထရစ်ကဘဲဥပြုတ်ကိုအခွန်များနှွာပေးပါရဲ့။အမလီဒီကလက်မပါတာကြာနေတာပဲလို့ညာနေတွေက ပြောရင်းပက်ထရစ်ကကျွန်တော်နှွာတာကိုမစားချင်သွားရော့ထို့သောဆိုကာ ဘေးဥပြုတ်အားဗရင်ပေါက်မှလွတ်ပြစ်တကယ်သူလှုပ်လိုက်ရာညာနင်းတွေက မောင်လေးလို့ရောင်ရိပ်អော်လိုက်ပါတယ်ဒီမှာပါမမရဲ့တကယ်မပြစ်ပါဘူးခုနခေါ်သလိုပြန်ခေါ်ပါအောင်လို့ပက်ထရစ်ကပြောလိုက်ရာညာနင်းတွေကတော်တော်မောင်လေးအခေါ်ခံခြင်းနေကဲပါမောင်လေးထိုးချင်းနိုင်ကတဖက်သောထိုင်ကုန်မှကလားကြီးတူဦးကစစ်လိမ်မီတို့လိုသည်ဖြစ်ရာပက်ထရစ်အားကိုမောင်လေး မိတရုပေးပါလို့တောင်းလိုက်ရာညာနင်းနယ်ရောပတ်ထွေပါဝါကနေရီမောကြပါတော့တယ်ဤတို့နှင့်ပင်ညာနင်းနယ်နှင့်ပတ်ထွေတို့သည်ရီမောလိုက်တွတ်တို့ပြောဆိုလိုက်ရှိနေသည်ကိုမျက်မုံးကျိုး၍နေသောမိမကြီးတို့ကသူ့ယောက်ျားကြည့်ပါဦးမိရထားပုံမှာသူတို့နှစ်ယောက်တည်းရှိရဲအောင်မိနေကြလားမသိဘူးထိုတို့ပြောလိုက်ပါတယ်ထိုအကယောက်ျားဖြစ်သူကတိတ်ခတ်တဲ့မိမပဲဘာဖြစ်လို့အပြစ်တင်နေတာလဲ မင်းနဲ့ငါနဲ့ငငယ်တုန်းကလည်းရန်ကုန်ခိုးပြကြတော့ရထားပေါ်မှာဒီလိုပါပဲကွာဟောဒီနေအောင်မှတ်မိသေးတယ်မင်းကဘဲဥပြုတ်ကလေးနှွာပြီးကြွေးခဲ့ရလေစားမပါလို့တော့ငါကပြောလိုက်သေးတယ်မင်းသာမရှိရင်ငါရဲ့အဖြစ်ဟာစားမပါတဲ့ဘဲဥပြုတ်ကိုစားရတယ်လို့ပါပဲပေါ့ရှူရှူကြီးပါလို့ထို့သို့ပြောလိုက်ပါတယ်မိမကြီးမမူဟွန်းတေကန်ကြီးမှအီးတစ်ချက်ကပါကျင်သေးရဲ့ထို့သို့ပြောကမျက်စောင်းထိုးလိုက်ပါတယ် ်အေးခိုးတော့ကလည်းဒီလိုပဲမျက်စောင်းထိုးခဲ့တာပဲဒါမဲ့အမှန်တိုင်းပြောရရင်ခိုးတော့ကမျက်စောင်းထိုးခဲ့တာငါမျက်စီထဲမှာတော်တော်လေးကြည့်လို့ကောင်းတယ်ရှင်တော်တော်ကင်းနေပါလားလို့မိန်းမကြီးကပြန်ပြီးပြောပါတယ်အေးငါတို့လိုအဖိုးကြီးဖွားကြီးတွေတောင်မှအကြောင်းဆောင်လိုက်ရင်တူးကိုတူးမျက်စောင်းထိုးလိုက်နောက်လိုက်ပြောင်းလိုက်စလိုက်နဲ့အကြည်ဆိုင်နေကြရင်ခိုးလိုလူငယ်လေးတွေကစဉ်းစားကြည့်စမ်းပါကိုချင်းစာစမ်းပါ ထို့သောယောက်ျားကြီးကပြန်၍ပြောပါရယ်။ညာနင်းတွေတို့ဇုံရဲစီလဲပျော်ရွှင်မြူးတူးစွာဖြင့်မော်လမြိုင်အိမ်သို့ရောက်ရှိလာခဲ့ပါရယ်။မိမရှာအတောင်းစီလဲညာနင်းတွေအားအပြစ်တင်ကြီးဟုကြိန်းထားတော်လဲတကယ်တွေ့ရသောအခါ၌အပြစ်မတင်တော့ဘဲဝမ်းသာသွားပါရယ်။ကဲမိနွေညနေစာအတွက်ဈေးသွားရမယ်။ညီပါစားခြင်းလဲလို့မိမရှာအတောင်းကမေးပါရယ်။ညာနင်းတွေလဲပတ်ထွေပတ်သို့လှဲကား မောင်လေးဘာစားမလဲလို့မေးလိုက်ပါတယ်။မမစားကျင်တာချက်ပါ။မဟုတ်တာကွယ်မင်းစားကျင်တာပြောပါ။ကျွန်တော်စားကျင်တာကမမစားကျင်တာနဲ့အတူတူပါပဲ။ထို့သောပက်ထရစ်ကပြောပါတယ်။မိမရှာအတောင်းဒီလဲ၎င်းတို့နှုံးကိုကြည့်မိမရှာအတောင်းဒီလဲ၎င်းတို့နှုံးကိုကြည့်ကမဲရွဲ့နေပါတော့တယ်။ကဲပါအတောင်းရဲ့ဒီလိုလုပ်ပါ ဒီနေ့ညာຫນွေတို့၃ယောက်ဘူဇာလေးစားရအောင်ရောဘတ်ကိုခေါ်ပြီးစီစဉ်ပေးပါလားထို့သူပြောလိုက်ရာ မိမရှာတောင်းသည်လဲဈေးချင်းတောင်းကိုကန်၍ထွက်သွားပါတော့တယ်မိမရှာတောင်းသည်လဲဘိုးအိမ်မှထမင်းချက်ဟောင်းတူဖြစ်သောရောဘတ်ဆိုသည့်ကလားအားဈေးအနီး၌ရှာဖွေကာခေါ်ယူလာပါတယ်ရောဘတ်ကမိမရှာတောင်းအားဘယ်ကဘိုးအဲ့တဲ့ရောက်လာလို့လဲစစ်စတာကြီးငါတူမှရောက်ကြလေ အိုးဟိုချုပ်ကလေးယောက်ျားရပြီလား။တို့ယောက်ျားကဘောလား။အေးဟုတ်တယ်။ပက်ထရစ်တဲ့သူတို့နှစ်ယောက်ကအခုမှရခါစားပဲရှိသေးတယ်။ရန်ကုန်ကလာကြတာ။အော်ဟန်နီမွန်ပေါ့။ဟန်နီမွန်လားဟန်နီမတ်လားငါနားမလည်ဘူး။ဘူစာကောင်းကောင်းချက်ပေးစမ်းပါလို့မိမရှာတောင်းက ပြောရင်ရောဘတ်ကစိတ်ချပါ။ကောင်းကောင်းရပါလေ။ထို့သို့ပြန်၍ပြောပြီးလင်မိမရှာအတောင်းကို ၎င်းလိုရှိသောဟင်းချက်ဖွယ်ရာများစုံစည်းအောင်ဝယ်ခိုင်းပါတော့တယ်။အင်းတို့ရောက်သည့်ခါ၌လဲရောဘတ်သည်ရှိသမျှပကံခွက်ရောက်များကိုထုတ်ပြခိုင်းပါတယ်။အတောင်းကလည်းစိတ်ရှိလက်ရှိဖြင့်ပြပါတယ်။ရောဘတ်သည်လဲတိုက်ပကံပြားကြီးများဘဲဥပုံပကံကြီးများဇွန်ခင်းများဖန်ခွက်များပါသည့်ရိုးကုန်ဒီမှရောင်းချသောဒေနာဆက်ခေါ်ညစာစားပွဲ၌အသုံးပြုသောပကံများကိုရွေးချယ်၍ထုတ်ယူကာတိုက်ချွတ်စည်းကြိုးခြင်း မင်းစပွဲပေါ်၌အကြအနပြင်ဆင်ခြင်းတို့ကို ပြုလုပ်ပါれလက်တော့ဘွားများကိုလည်းဖန်ခွင်များ၌စိုက်ထားပါれဇွန်ခင်းများကိုလည်းစနစ်တကျချထားပါれမိမရှာတောင်းမှာလဲရောဘတ်လို့သမ ्या ကိုကြည့်ရှုမှတ်သားထားပါれဟဲ့ရောဘတ်နင်းပြင်းတဲ့စပွဲကတည်ပြီးလာပါလားလို့မိမရှာအတောင်းကချီးမွမ်းပါれအဲ့ဒါအကြည့်ရေးကြည့်တယ်ဟင်းကောင်းဖို့ထက်အရေးကြီးတယ် ကျွန်တော်ဆရာအယ်ဘတ်လဲကောင်းကောင်းတင်ထားပေးတာပါ ထို့သို့ရောဘတ်ကပြန်၍ပြောပါတယ်သမင်းစပွဲကိုအကြမ်းပြင်ပြီးသည့်နောက်ရောဘတ်ဒီလဲမိဖို့တို့ဝင်၍ချက်ပါတော့တယ်ချက်ပြုတ်သည့်ခါ၌လဲကြက်ကောင်လုံးပေါင်းထားသည့်ပကံကြီးကိုသမင်းစပွဲ၏အလယ်၌ထားကာဟင်းများကို နေရာတကျပြင်ဆင်ထားပါတယ်ညာနှင်းတွင်နေပက်ထရစ်တို့ဒီလဲအပြင်သို့လမ်းလျှောက်ထွက်နေရမှသမင်းစားရင်ပြန်လဲရောက်ရှိလာပါတော့တယ် ထမင်းစွဲကိုမြင်လိုက်သည်နှင့်တပြိုင်နက်မြာနင်းတွင်နှင့်ပက်ထရီတို့သည်လည်းရောဘတ်၏လက်ရာကိုအထူးသဘောကျသွားပါတော့တယ်။မိမရှာအောင်ကလည်းညီတို့စားနှစ်ပါလို့ငင်း၍နေသဖြင့်မြာနင်းတွေကအတောင်အားအတင်းထိုင်ခိုင်း၍စားစီပါတယ်။ရောဘတ်သည်လည်းထမင်းစွဲ၌လိုအပ်သည်များကို ဆောင်ရွက်ပေးပါတယ်။မြာနင်းတွင်ပက်ထရီနှင့်မိမရှာအောင်တို့သည်လည်းဇွန်းနှင့်ခရင်များကိုစတင်ကင်လိုက်သည့်အချိန်၌ထမင်းကျက်ရောဘတ်ကအောက်ပါဒိဗေရသောစကားကို အင်္ဂလိပ်ဘာသာဖြင့်ပြောပါရယ်ခဏကလေးသိခံပါခင်ဗျာဟောတာကလေးကိုနည်းနည်းတော့သုံးဆောင်ကြပါအောင်လို့ရောဘတ်ကပြောလိုက်သည့်အခါမိသည့်အချိန်ကဝေယူထားခဲ့သည်မသိသောဝီစကီဘလင်းကိုဝမ်းမြောက်ဝမ်းသာအမူအရာဖြင့်ဖြန့်လိုက်ကဖန်ခွက်များအတွင်းသို့ငှဲ့ထည့်ပေးပါရယ်မိမရှာအောင်ဤဖန်ခွက်ထဲသို့ရောဘတ်ကဝီစကီကိုထည့်သည့်အခါ၌ဟဲဟဲရောဘတ်ငါလည်းမလုံနဲ့လို့မိမရှာအောင်ကပြောပါရယ် မလောက်ပါနဲ့စစ်စတာကြီးနည်းနည်းတော့အားလုံးပြောတော့လောက်လိုက်ပါလို့ရောဘတ်ကပြန်၍ပြောပါတယ်။ຫນွေလေးမတော့ရဘူးရောဘတ်ထို့သောမြန်နှင်းຫນွေကပါဝင်၍ပြောလိုက်ရာရောဘတ်ကတိတ်ခတ်တဲ့ချုပ်ကလေးတထေးပဲတထေးလိုနေပါဘိုးလိုနေပါဘိုးလိုစားပါဘိုးလိုတော့ပါကောင်းကောင်းနေတာကောင်းပါတယ်။ထို့အခါပက်ထရစ်ကလည်းတခါတလေတောက်တာတော့ကျမ်းပါပါတယ်။ မိမရီနေလဲတဲ့ပါတယ်မမလို့ဆိုကဖန်ခွက်ကိုကောက်ယူ၍ချီးရလို့ပြောလိုက်ပါတယ်ထိုအခါမြန်င်းတွေလဲပက်ထရစ်ကတောက်လိုက်ပါမမဟုထက်၍တိုက်တွန်းသဖြင့်ဖန်ခွက်ကိုမြောက်၍ပက်ထရစ်အတွက်ဟုဆိုကမော့ချလိုက်ပါတယ်မိမရှာအတောင်းကိုမူသမီးချဲ့ရောဘတ်ကတောက်လိုက်ပါစစ်စတာကြီးတောက်လိုက်ပါထို့သောတိုက်တွန်းသဖြင့်အရက်ခွက်ကိုကောက်ယူ၍ပက်ထရစ်နှင့်မြန်င်းတွေတို့ပြုလုပ်တဲ့ကဲ့သို့အပေါ်သို့မြောက်ပြီးလျှင် တင်ပါတယ်ညှောက်ပါတယ်ကိုကြီးကျော်ရဲလို့ဆိုကမော်ချလိုက်ရင်းညာနှင်းတွင်ပက်ထရစ်နှင့်ရောဘတ်တို့ကလက်ခုပ်ဝိုင်းတီးကြပါတော့တယ်ထို့နောက်ဇွန်းတန်ခင်းတန်တညာညာဖြင့်စားတော့ကြပါတော့တယ်ရောဘတ်ကအယံများထဲ့၍ထည့်ပေးပါတယ်ညာနှင်းတွေကမတော့တော့တော့လဲမိမရှာအောင်နဲ့ပက်ထရစ်တို့ကတောက်ကြပါတယ်သမင်းစားပြီးသည့်အခါ၌မိမရှာအောင်သည်လဲအတော်မူးနေပြီဖြစ်သည်ဖြင့်ပက်ထရစ်အား ဟေးပက်ထလီစန်နီယာတီးတဲ့တယ်မဟုတ်လားထို့သောအာလေးရှာလေးအတန်ကြီးဖြင့်မေးပါတယ်ပက်ထရစ်ကစန်နီယာစီတို့သွား၍စန်နီယာဘုံကို ဖွင့်ကာလက်တံဆန်းလိုက်ပါတယ်အေးတီးတဲ့ရင်တီးငါကမယ်ထို့သောဆိုသဖြင့်ပက်ထရစ်လည်းပန်းဟီဝန်အလိုက်ကို တီး၍ပေးပါတယ်မိမရှာတောင်းသည်လေကိုယ်ရည်နေအောင် ကပါတော့တယ်ပက်ထရစ်ကအချို့နေရာများတွင် ဝါလက်စည်းကလေးများညှက်၍ညှက်၍တီးပေးရာမင်းမရှာအတောင်းမှာကား၍ကောင်းကောင်းနဲ့ကပါတော့တယ်။အေးပတ်ထလိစန်နီယာတီးတာကောင်းတယ်။နတ်တန်တီးပေးငါနတ်တန်နှုံးမယ်။ထို့သူပြောကမင်းမရှာအတောင်းကပြောပြောဆိုဆိုနှစ်ပင်အောက်ပါအတိုင်းနတ်တန်နှောပါတော့တယ်။ပက်ထရစ်ကမူစန်နီယာနဲ့လိုက်၍ပေးရပါတော့တယ်။အမေမင်း အတော်ကြီးရေကမှာခဲ့မယ်။အိုးအမေမင်းအတောင်းရေကမှာခဲ့မယ်။တူမာလေးရေမိနယ်တဲ့အငိမ့်နေတယ်။ဘဝင်ကြီးကိုတဲ့သူဝဲဘဝင်ကြီးမှာအိုးဘဝင်ကြီးမှာရေမာဂရက်ဆိုတဲ့ဘိုးမကြီးရဲ့တားချစ်ရင်နဲ့ပတ်ထွလေဆိုတာနဲ့တွေ့ခဲ့တယ်တွေ့ခဲ့တယ်ပတ်ထွလေရဲ့ဘိုးကပြားနဲ့ငါတူမာလေးညားခဲ့တယ်တော်ပါတော့အတောင်းရေလို့ညာနင်းတွေကကန့်ခွက်တော်လဲ မင်းမရှာအတောင်းကမတော်ပါ။သူဤနတ်တန်ကိုဆက်၍ဆိုပါれ။သူဤနတ်တန်၌ပက်ထရစ်လိုအလုံးမရှိအကင်မရှိ အချိန်မဲ့နေမဲ့မြမာမဟုတ်အင်္ဂလိပ်မဟုတ်ဘိုးကာပြားကိုယူရခြင်းတွေ့အသေးနာလာကြောင်းစသောအကြောင်းအရာများပါပါれ။မင်းမရှာအတောင်းဒီလေရှင်ဘက်ကိုထု၍ထု၍နတ်တန်နှောပါれ။ပက်ထရစ်ကလည်းလိုက်၍တီးပေးရပါれ။ညာနှင်းတွင်မှမူပက်ထရစ်ကိုအားနာလျက်ရှိပါれ။ပက်ထရစ်အား ဆက်လက်၍မတီးပေးရန်ညာနှင်းတွေကညက်ရိပ်ပြလိုက်ပါတယ်။ပက်ထရစ်ကအတန်ကိုပြောင်း၍ဒီပါတယ်။ပက်ထရစ်ကနတ်သမ်းမှနေ၍ဇော်ကြီးရောင်စေးကြိတ်တောင်အလိုက်သို့ပြောင်းလိုက်သဖြင့်မိမရှာအတောင်းသည်နတ်သမ်းကိုဆက်၍မနှောနိုင်တော့ပဲဇော်ကကနေရပါတော့တယ်။ပက်ထရစ်ကဆက်၍ဆက်၍ဒီပေးပါတယ်။ဇော်ကကရင်နှစ်ပင်မိမရှာအတောင်းသည်လဲမူး၍လဲကျသွားပါတော့တယ်။ထိုးခါကြပါပင် ရောဘတ်ကအတောင်အားပွေ့၍၎င်း၏အိမ်ယာသို့ပို့ပေးလိုက်ပါတော့တယ်။ထို့နောက်ရောဘတ်သည်လည်းပက်ထရစ်ထံသို့ရောက်လာပြီးလျှင်၎င်းအားအလုတ်ခန့်ပါမိအကြောင်းအင်္ဂလိပ်ဘာသာဖြင့်ပြောရာပက်ထရစ်ကအင်္ဂလိပ်ဘာသာဖြင့်ပင်ညာနှင်းွယ်အားပြောရင်ညွန်ပြပါတယ်။ထို့အခါရောဘတ်ကညာနှင်းွယ်အားပြောလျှင်ညာနှင်းွယ်ကပက်ထရစ်ဘက်သို့လှည့်၍သူ့ကိုရန်ကုန်မှာထမင်းချက်ဖို့ခေါ်သွားရင် ကောင်းမင်မောင်လေးလို့တိုင်ပင်ပါတယ်။ကောင်းတာပေါ့မမ ထို့သောဘက်ထွက်ကထောက်ခံလိုက်ရင်းညာနင်းတွေကရောဘတ်အားထိုနေရာ၌ပင်အလုံးခန့်လိုက်၍လကတလကအတွက်ငွေ40ကိုကြိုတင် ထုတ်ပေးလိုက်ပါတယ်။ထို့နောက်ညာနင်းတွေသည်လည်းပက်ထွက်အနီးသို့ကတ်သွားပြီးလျှင်အာနာလိုက်တာမောင်လေးရဲ့လို့ဝန်းနေသောလေတံဖြင့်ပြောပါတယ်။ဘာဟုအာနာအမလေးမမရဲ့သူပြောတာမှန်သားပဲလို့ပက်ထွက်ကပြော၍ညာနင်းတွေ၏ပခုံးလေးကိုအသားရကန်ကာနှစ်သိမ့်ပေးလိုက်ပါတယ်။ထိုအခါ အလိုက်တည်တဲ့တော့ထမင်းချက်ရောဘတ်ဒီလဲ good night လို့ဆိုကပြန်၍သွားပါတော့တယ်။မြန်င်းတွင်နေပက်ထရီလို့ဒီလဲထိုညကတော်တော်နဲ့မအိတ်ကြသေးပဲဝရန်ဒာ night တူးကိုတူးတင်းချက်စွာဖတ်၍ပြားရည်လူသောစကားများကိုပြောဆိုနေကြပါတယ်။နောက်တနေ့နနေ့တို့ရောက်သည့်အခါ၌မင်းမရှာအတောင်းဒီလဲညကအယံမူး၍ကခဲ့သည့်အဖြစ်ကို ရှက်၍နေပါတယ်။ ထို့သောရှက်၍နေသည့်အားလျော်စွာထမင်းကျက်ရောဘတ်ကိုလည်းချိန်ဆ၍နေပါတော့တယ်။နေလေပိုင်းသို့ရောက်ရင်မင်းမရှာအတောင်းကညာနှင်းတွေအားလက်ဝတ်ယတနာများအံ့နံပါတော့တယ်။ညီအမေမညင်မီလက်ထက်တုန်းကဝတ်ခဲ့တဲ့ပစ္စည်းထို့သောဆိုကမင်းမရှာအတောင်းက ရှင်းပြပါတယ်။ညာနှင်းတွေနဲ့ပတ်ထွေတို့သည်လည်းမော်လမြိုင်၌တရက်နှစ်ရက်နေ၍ကြိုက်ခမီးကြိုက်မယောတောင်ဝိုင်းမှုရုံစသည့်နေရာများသို့သွားရောက်လေဘက်ကာ 先工作，边给家吧，找人。